နာမည်ကတော့ဘီဟေးဒီဟာစိတ်တက်တဲ့လောက်ရက်ကဟိန်းနာနဲ့မတူပဲနဲ့ဟောင်နာနဲ့တူနေတယ်။ဒါကြောင့်မလို့ချင်သေးတော့ချင်သေး။ဒါပေမဲ့ခမရကခွေးချင်သေး။အင်းအာဘယ်မင်းသားဘာဖြစ်တယ်ဘယ်မင်းသမီးကဘာဖြစ်တယ်မိမြက်ကဘာဖြစ်တယ်နေဝင်းကဘာဖြစ်တယ်။သူတို့အနုပညာလောကကအပုတ်တွေရှုပ်တွေကိုဖော်တယ်။ အော်ဆိုတော့ဒါကသူတို့အချင်းချင်းပြောတာပဲလေဆိုပြီးတော့လှစ်လို့ရှုတ်ထားလို့ရပေမဲ့အခုလိုနေရတဲ့ကအငုံစိတ်တက်နေရုပ်ရင်ကြမ်းတမ်းစွာဆဲဆုံနေတာမျိုးကြတော့ဆုံးမပေးမှရတော့မယ်နော်နာမည်ကတော့ပြီးဟင်းဒီဟာစိတ်တက်နေလို့ရက်ကဟောင်းနေတာဟင်းနာလည်းမတူပဲနဲ့ဟောင်းနေတယ်ချင်းသိတော့ချင်းသိတာပဲမဟုတ်ခွေးချင်းသိကျွန်မမေးမယ်ပြီးဟင်းဒီဟာပါဝင်နော်လက်ရှိမှာသူများတာသမီးတွေကြတော့เจ้าမတက်နဲ့เจ้าထွက်တော့ ရုံမတက်နဲ့ယုံထွက်လို့စစ်ကြုံပညာရေးအလိုမရှိစာစစ်ကြုံပညာရေးအလိုမရှိဆိုပြီးစာတန်ခံတဲ့ရကလေးတွေလမ်းမပေါ်ဆွဲတင်ခဲ့တဲ့ချစ်သူဝေသူသားသမီးတွေကြတော့ကလေးတွေရဲ့အနာဂတ်တွေတဲ့တတိယနိုင်ငံကိုသွားရပါတယ်ဆိုပြီးမျက်နှာပြောင်တိုက်နေတယ်ကောင်းနေကောင်းပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့သူတို့လင်များတယ်မဟုတ်ဘူးကလေးတွေကိုပါခွက်ခေါင်နေတင်ပေးနေကြတယ်အေးအဲ့ဒီချစ်သူဝေတို့ချမ်းချမ်း တော်လန်ရေးကဒီနေ့အောင်မယ်မနေ့ဖက်အောင်မယ်အမြဲတမ်းတော်လန်ရေးအောင်ပြီးသူကိုယ်တိုင်ကတော်တဲ့နေရာမှာလှန်လို့နိုင်ငံသားသားနဲ့လက်ရှိတော်လန်ရေးဆိုတဲ့ကာလမှာတည်းခလေးတယောက်ဝေးပြီးတပိုက်ထွက်နေတဲ့ချမ်းချမ်းကိုနော်အခုမင်းမောကုန်းတို့ခမရတို့အမေခေါ်နေတဲ့ပါဆယ်လို့ပြီးဟိတ်ဒီဟာတို့ခမရတို့တတိယနိုင်ငံကိုပြေးသွားတယ်ကောင်းနေကောင်းမတယ်အကုန်လုံးဒီလေးနှစ်အတွင်းမှာခမရတို့တစ်ခါမှကက်လက်မသွားဘူးလို့အာမခံရလားခမရတို့တစ်ခါမှနိုင်ကက်ကက်လက်မသွားဘာမသွားဘူးလားခမရတို့စေးမချဘူးဖာမချဘူးလို့ခမရတို့ခရီးပြေးရလားခမရတို့သစ္စာဆိုရလားဟမ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကီပါကနေတော်လန်ရဲ့အမိခံကပုံကိုရေးဆော်ကားနေတဲ့ဒရိုက်တာပြည့်ဟင်းတီဟာအပါဝင်တန်ဆဲလိုချစ်တူဝေလင်းလင်းနဲ့ချမ်းချမ်းတို့ကိုမပူတူဆုံးမလိုက်တဲ့ရုပ်တံတွေအပြင်လာရှုမျိုးတွင်စစ်ကောင်စီဝင်လာချိန် CDN တွေနဲ့နိုင်ကျင်းတွေလုံခြုံရေးအခြေအနေကြောင့်နေရာရွှေပြောင်းရတဲ့ထူးခြားသတင်းတွေပါနောက်ဆုံးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်မမပူတူမှာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဧပြီလ16ရက်နေ့ဖြစ်ပါတယ် လာတာ16လမ်းတစ်ချမ်းနဲ့ပတ်သက်ပြီးတော့ရုပ်ရင်ကြမ်းတမ်းစွာဆဲဆိုနေတဲ့လူအောက်တန်းစားတယောက်တွေ့ရတယ်။နာမည်ကတော့ဘီဟေးဘီဟစိတ်တက်တဲ့လောက်ရက်ကဟိန်းတာနဲ့မတူဘဲနဲ့ဟောင်းတာနဲ့တူနေတယ်။ဒါကြောင့်မလို့ချင်းသေးတော့ချင်းသေး။ဒါပေမဲ့ခမားကခွေးချင်းသေး။ချေသေးတော့ချေသေးခွေးချေသေးချေလေးကြောင်းပါပြီးစောင့်ကြောင်ထိုင်တိုင်းလေးအဲ့ဒီကောင်ကချေသေးမဖြစ်ဘူးเนาะ င်တော့ဆိုလို့ရှိရင်ဟာဘယ်မင်းသားကဘာဖြစ်တယ်ဘယ်မင်းသမီးကဘာဖြစ်တယ်မိမြကဘာဖြစ်တယ်နေဝင်းကဘာဖြစ်တယ်သူတို့အနည်းပညာလောကကအပုတ်တွေရှုပ်တွေကိုဖော်တယ်အော်ဆိုတော့ဒါကသူတို့အချင်းချင်းပြောတာပဲလေးဆိုပြီးတော့လှစ်လို့ရှုထားလို့ရပေမဲ့အခုလိုနေရတဲ့ကအငုံစိတ်တက်နေရုပ်ရင်ကျန်းလန်းစွာဆဲဆိုနေတာမျိုးကြတော့စုံးမပေးမှရတော့မယ်နော်နာမည်ကတော့ပြီးဟင်းဒီဟာစိတ်တက်နေလို့ရက်ကဟောင်းနေတာဟင်းတာလည်းမတူပဲနဲ့ဟောင်းနေတယ်ချင်းသိတော့ချင်းသိတာပဲမဲ့ခွေးချင်းသိရန်ကုန်ဆိုတာက ရေဘေးပဲဖြစ်ဖြစ်ငလျင်ဘေးပဲဖြစ်ဖြစ်ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်ဘယ်အရေးပါပဲဖြစ်ဖြစ်เนาะဘယ်တိုင်းမှာပဲဖြစ်ဖြစ်ဘယ်ပြည်နယ်မှာပဲဖြစ်ဖြစ်အရင်ဆုံးတော့ရှေ့ဆုံးကနေပြီးတော့လူအားကောငွေအားကောတက်နိုင်သလောက်ဝိုင်းဝန်းပြီးတော့ကူညီပြီးတော့ဖေးမှပေးခဲ့တာအဲ့ဒါရန်ကုန် ရန်ကုန်သူရန်ကုန်သားတွေကရန်ပုံကိုရွှေပြောင်းအခြေချနေကြတယ်အနေနဲ့ရက်ကပြည်သူလူထုတွေအားလုံးကဘယ်အရေးကိစ္စမျိုးမဆိုဘယ်တိုင်းဘယ်တိုင်းမှာတော့ဘယ်တိုင်းဒေသကြီးမှာတော့ဘာဖြစ်လို့ဘယ်ပြည်နယ်မှာတော့ဘာဖြစ်လို့ဘလို့ကိစ္စမျိုးမဆိုလူအောင်ငွေရောင်ကိုအရှိဆုံးကရက်တည်ပေးခဲ့ကြတာနော်ဆိုတော့လှူစရာရှိတာလှူမယ်ကုစရာရှိတာကုမယ်ပျော်စရာရှိတာပျော်မယ်ထပ်ပြောမယ်နော် လှူစရာရှိတာလှူမယ်ကူစရာရှိတာကူမယ်ပျော်စရာရှိတာပျော်မယ်အဲ့ဒီပျော်တယ်ဆိုတာကလူအခွင့်ရေးပဲခင်ဗျားတို့ပြောပြောနေတယ်လူသားတည်းရဲ့လွတ်လပ်ခွင့်အဲ့ဒါလွတ်လပ်ခွင့်သဘောပါလားနော်ဆိုတော့လူရရှိရတယ်လူမယ်အခုငလင်းဒေတာတွေဖြစ်တယ်ငလင်းလှုပ်တယ်အဲ့ဒီငလင်းလှုပ်တဲ့ဒေတာမှာအများဆုံးကုညီပန်ပုံးမှုရောက်ခဲ့တာအခုလက်ရှိမှာကြည်လရန်ကုန်တိုင်းကအများဆုံးပဲเนาะဒါကြောင့်ရွေးရရင်ချင်းမှုနဲ့ စိုးရကိုယ်တိုင်ကတိုင်းပြည်မှာငလင်လုံနေတဲ့အတွက်ဘေးဒုက္ခတွေကြုံနေတဲ့အတွက်เนาะခိုင်တိုင်းလိုမျိုးမဟုတ်ပဲနဲ့တကြံတွေကိုတိတ်ဆိတ်ဆာကျင်းပပေးနေတယ်ဒါပေမဲ့လူထုမှာလွတ်လပ်ခွင့်ပျော်ရွှင်ခွင့်ရှိတယ်เนาะခမားတို့တွေကအာတိုင်းပြည်မှာဒီလိုဖြစ်နေတာတို့ဟိုရေကစားတာချင်းတူတူတော်တဲကကောင်းလေးရေကစားတာကြတော့တော်လန်တကြံလို့ပြောပြီးမြို့ပေါ်ကခလေးတွေရေကစားတာကြခမားတို့အောက်တန်းစားစိတ်တန်းနဲ့ဆဲဆိုကြတယ် ခင်ဗျားတို့တော်တဲ့ကကောင်းနေကောင်းမနေတော်လန်ရေးအမိခံပြီးတော်တဲ့နေရာမှာလှန်ပြီးလင်းယူသားမွေးတာကြတော့တော်လန်ရေးဖူးစာလို့ခေါင်းစိတ်တကြတယ် BBC လို့မီဒီယာကြီးကတော့မှာဟာတော်လန်ရေးဖူးစာပါတော်လန်ရေးဖူးစာပါဆိုပြီးတော့ခင်ဗျားတို့ရွာပိုးထိုးတာကိုလိုင်းမော်တက်ပြီးပြောကြတယ်ခင်ဗျားတို့နားလေခွင့်လို့ပြေးကြတယ် တဲ့ရင်ကျွတ်တို့တကြံတို့လူစီကားနေပြီဆိုရင်เนาะဝါဆိုလားပြီလို့ဝါကောင်လားပြီလို့ကဆုံလားပြီလို့ညောင်ရင်တုံးပွဲတော်လို့အခါကြီးရဲ့ကြီးနေရဲ့ကြီးတွေမှာဖះစီဒီចောင်းခံတွေမှာလူစီကားနေပြီဆိုရင်ခမားတို့လောင်မြိုက်ကြပြီနောက်ဆုံးပြောစရာမရှိရင်တားရှင်ပြုအလှူပွဲရှင်ပြုအလှူပွဲမှာเนาะစင်နေနဲ့ပြုကြရဲခန်းခန်းနာနာကြီးခွနဲခွနဲလေးကျွေးမွေးလှူလန်းကြရဲရှင်တော်လှည့်ကြတယ်အဲ့ဒီလိုရှင်တော်လှည့်တာကစခမားတို့အောက်တန်းစားစိတ်တဲ့နဲ့လောင်မြိုက်ကြပြီဟောင်းကြတယ် တိုင်းပြည်မှာဒီလိုမျိုးဖြစ်နေတာတိတ်ဆိတ်နေပြီးကြပါတော့လိပ်ပြာလုံးရဲ့လားလို့မရှက်ဘူးလားလို့ခင်ဗျားတို့မေးကြတယ်။ဒါဆိုရင်အဲ့ဒီပြည်ဟိတ်ဒီဟာအပေါ်ပဲလက်ရှိမှာတတိယနိုင်ငံကိုပြေးသွားတဲ့ကောင်းနေကောင်းမတွေကတော့ခင်ဗျားတို့ပြောသလိုတိုင်းပြည်မှာဒီလိုမျိုးနော်စီပြည်ပက္ခတွေဖြစ်နေလို့ခင်ဗျားတို့ဒီကလက်မတက်ပဲနေကြလား။ကျွန်မမေးမယ်။ပြည်ဟိတ်ဒီဟာအပေါ်ပဲနော်လက်ရှိမှာသူများတာသမီးတွေကြတော့ចောင်းမတက်တဲ့ចောင်းထွက်တော့ ရုံမတက်တဲ့ရုံထွက်လို့စစ်ကြုံပညာရေးအလိုမရှိစစ်ကြုံပညာရေးအလိုမရှိဆိုပြီးစာသင်ခန်းထဲရဲ့ကလေးတွေလမ်းမပေါ်ဆွဲတင်ခဲ့တဲ့ချစ်သူဝေသူတာသမီးတွေကြတော့ကလေးတွေရဲ့အနာဂတ်တွေတဲ့တတိယနိုင်ငံကိုသွားရပါတယ်ဆိုပြီးမျက်နှာပြောင်တိုက်နေတဲ့ကောင်းနေကောင်းမတွေလက်ရှိမှာဆိုလို့ရှိရင်เนาะသူတို့လင်များတယ်မဟုတ်ဘူးကလေးညက်ကိုပါခွက်ခေါင်နေတင်ပေးနေကြတယ်အေးအဲ့ဒီချစ်သူဝေတို့ရောချမ်းချမ်း တော်လန်ရေးကဒီနေ့အောင်မဲ့မနက်ဖြန်အောင်မဲ့အမြဲတမ်းတော်လန်ရေးအောင်ပြီးသူကိုယ်တိုင်ကတော်တဲ့နေရာမှာလှန်လို့နိုင်ငံသားသားနဲ့လက်ရှိတော်လန်ရေးဆိုတဲ့ကာလမှာတည်းခလေးတယောက်ငွေပြီးတပိုက်ထွက်နေတဲ့ချမ်းချမ်းကိုနော်အခုမင်းမော်ကုန်းတို့ခမရတို့အမေခေါ်နေတဲ့ပါဆယ်လို့ပြီးဟိတ်ဒီဟာတို့ခမရတို့တက်တရနိုင်ငံကိုပြေးသွားတယ်ကောင်းနေကောင်းမတယ်အကုန်လုံးဒီလေးနှစ်အတွင်းမှာခမရတို့တစ်ခါမှကက်လက်မသွားဘူးလို့အာမခံရလားခင်ဗျားတို့တခါမှနိုင်ကက်ကလက်မသွားဘာမသွားဘူးလားခင်ဗျားတို့စေးမချဘူးဖမချဘူးလို့ခင်ဗျားတို့ခရီးပြေးရလားခင်ဗျားတို့သစ္စာဆိုရလားဟမ် နေလို့ကြတော့နိုင်ငံခြားမှာကလတ်သွားလိုက်ဘာသွားလိုက် KTV သွားလိုက်နိုင်ကလတ်သွားလိုက်စေးချလိုက်ဖာချလိုက်နဲ့မြန်မာပြည်မှာဒေချို့တို့တကြံလို့ကဆုံလားပြည်လို့ဝါဆူလားပြည်လို့အခါကြီးရဲ့ကြီးနေရဲ့ကြီးလူတွေစီကားနေတာမြင်လာကြလက်ပြလုံးရဲလားမရှက်ဖူးလားတိတ်ဆိတ်နေပြီးကြခမည်းတော်မှာတကယ်အောက်တန်းစားချက်တော့ကောင်းတယ်တိတ်ရှက်ဖို့ကောင်းတယ်လူအောက်တန်းစားတယ်ကိုကိုကိုပြင်တတ်ကြတယ်မှာနောက်တစ်ခုက ဖျားဖူးသွားတဲ့ပြည်ချစ်တွေကိုဖျားကွယ်နေတဲ့ပြည်ဖြက်တွေကလက်နက်အားကိုနဲ့ဖမ်းတဲ့ကိစ္စဒီကိစ္စပေါ်မှာတီချာရက်တီပါတယ်လွတ်လပ်တဲ့သတင်းမီဒီယာပါဆိုလေအေယာဝီတို့ခက်တဲ့တို့မြန်မာနောင်းတို့အပေါမဟာကြောင်ဗဇက်ပေါက်တွေပြိနေကြတယ်နော်လူခွေရေးဖွဲ့ပါအမျိုးသမီးရဲ့တက်ကြွတဲ့လှုပ်ရှားတဲ့အဖွဲ့ပါခလေးတန်ငယ်အခွေရေးလှုပ်ရှားတဲ့အဖွဲ့ပါဆိုတဲ့အကုန်လေးအကုန်လုံးလည်းဗဇက်ပေါက်ပိတ်နေကြတယ် နော်ဖျားပူးသွားတဲ့ပြည်ချစ်တွေကိုဖျားကွယ်နေတဲ့ပြည်ဖြက်တွေကလက်နက်အားကိုနဲ့အနိုင်ကျင့်ဖားစီတက်ဖြတ်တဲ့အောက်တန်စားကြတဲ့တိတ်ကိုအောက်တန်ကြလို့နဲ့စစ်သွေးကြွားွာတာနော်ဒီမှာဘဘိုးတိုင်းပြည်ရဲ့အဖွဲဆိုတဲ့အဖွဲတယောက်ကိုယ်တိုင်ကအဖွဲဝင်တယောက်ကိုယ်တိုင်ကအခုဖမ်းဆီးတာသူတို့လူ45ယောက်လောက်ကိုဖမ်းသွားတယ်အဲ့ဒီအထဲထဲမှာတဲ့ပြူစောတီ73ယောက်ပါပါတယ်ပြူစောတီ73ယောက်ပါတယ်ဆိုရင်ကျန်တဲ့ အမျိုးသမီးတွေနဲ့ကလေးတန်ငယ်တွေခင်ဗျားတို့ဘာကြောင့်လူသားအတိုင်းဖြစ်ဖားစီနေဆက်ကြတာလဲခင်ဗျားတို့ကခင်ဗျားတို့အမြင်မတူမထောက်ခံရင်ပြူစောထီလို့ခေါင်းစဉ်တက်တယ်ဒလန်လို့ခေါင်းစဉ်တိုက်တယ်เนาะခင်ဗျားအခုကျွန်တော်တို့ဆိုလို့ရှိရင်လည်းခင်ဗျားတို့ကအာခင်ဗျားတို့အတွေ့အထဲမှာပြူစောထီတွေဒလန်နေလို့ပြောတယ်ဒါဆိုရင်ခင်ဗျားတို့ကိုမထောက်ခံတဲ့လူကပြူစောထီနဲ့ဒလန်ဆိုရင်ခင်ဗျားတို့တည်င်းနေကြေးကြေးနာနေတဲ့ထဲထဲမှာခင်ဗျားတို့អော်နေတဲ့ထဲထဲမှာစစ်တက်က ဘလို့လက်နက်ကြီးနဲ့ပြည်လို့ပြည်သူဗနယောက်တည်သွားပါတယ်လို့စစ်တပ်ကဘလို့လို့လို့ပြည်သူတွေဘလို့ထမင်းငတ်နေပါတယ်ပြည်သူတွေဘလို့တည်သွားပါတယ်ဆိုတော့အဲ့ဒီပြည်သူဆိုတာခမရတို့ကအားပေးထောက်ခံတဲ့လူကိုဆိုလိုတာခမရတို့ကိုမထောက်ခံတဲ့လူမှန်သမျှပြူစောထီနဲ့တလဲဒါကြောင့်ခမရတို့ဗဇက်ကပြောပြောနေတဲ့ပြည်သူတွေတည်နေတယ်ဆိုတာကခမရတို့နဲ့အလို့တူလို့ပါတပုံမရနဲ့တပုံသားလေးသာဖြစ်တယ်ရန်သူကရန်ငါစီးပြတ်တယ်ကျမတို့အဖကရန်ငါစီးမပြတ်တာခတ်တယ်။နော် ဟုတ်ဒီနေ့ပြောချင်တဲ့ဇာတ်ရည်တော်တော်များတယ်များတော့ဘီလိုပိုင်းရှင်းသွားလိမ့်မယ်နည်းနည်းသိခံပြီးကြည့်ပေးပါနောက်တစ်ခုကရှေ့ရကဒီငလင်းကိစ္စနဲ့ပတ်သက်ပြီးတော့အလီက မော်လဝီဆရာတယောက်ကလာတကောင်ပေါ့နော် ဗုဒ္ဓဘာသာတွေကျမတို့မဘာသာတွေနဲ့မျိုးသားယဝတီတွေကိုပြောဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျမပြန်လဲခြေပထားတာရှိပါတယ်။ဒါပေမဲ့ TikTok ကအပြတ်ခံလိုက်ရလို့မရှိတော့တာ။အဲ့ဒီဗီဒီယိုပိုင်းကြည့်ချင်းရင် TikTok ရဲ့အကောင့်အောင်မှာ YouTube link ပေးထားတယ်။ဒီစာတန်းလေးမဟာသွေးဆိုရဲ YouTube တက်မှာဝင်ကြည့်ပါရှိပါတယ်။တချို့ကမဘူးရေဒီကောင်ပြန်ပြီးဆုံးမပြီးပါဆိုပြီးတော့ကျမကိုလာပြီးပြောကြတယ်။လာပို့ကြတာရှိတယ်။ကျမပြောထားပါတယ်။ TikTok ကအပြတ်ခံလိုက်ရလို့မရှိတာပါ။နောက်ဆိုတော့ဒိုင်းတစ်ခုချရတယ်။အဲ့ဒါလေးကတော့အစိုးရကအကောင့် ဝမ်းသာတဲ့အတိုင်းတစ်ခုဒါကဘာလဲဆိုတော့ငလင်းလှုပ်သွားတဲ့အင်းဝဒေတာမှာเนาะဒီအများပြောနေတဲ့ရေနှမ်းတော်ဆိုတဲ့ကိစ္စကြီးပေါ့နော်။เนาะရေဒီရေကစားမန်းနေကြီးပေါ့ရေနှမ်းတော်ကြီးပေါ့ဒီရေနှမ်းတော်ကြီးကိုလည်းရှင်မရှာဖွေပြီးတော့တူဖို့ရေတွေလုပ်နေတယ်။ဆိုတော့ကျမတို့မြန်မာနိုင်ငံမှာအဲ့ဒီလိုမျိုးရှေးဟောင်းရင်ကျဲမော်မွေနဲ့ပြည့်တွေ့ရှိထားပြီးတော့မတူဖို့ရသေးတဲ့မတူဖို့ရသေးတဲ့နေရာဒေတာက900နဲ့600ချားမှရှိတယ်။ ဥပမာအေယာဝေတိုင်းတဲ့ကအင်ကဘူမျိုးဟောနော်အင်ကဘူမျိုးဟောအနီးမှာအဲဒီကျမတို့ဒီဇကားရရွှေဘတောင်လိုပုံစံမျိုးခဝင်ကြောက်တဲ့နဲ့ရှိဟောင်းဒီရေမှုနေမိတခုကိုတူပေါ်ရရှိထားတယ်တွေ့ရှိထားတယ်ဒါပေမဲ့တူပေါ်မှုတူတေသနာပြုလို့မကိုနေဒီမလုံနိုင်အောင်အထူးသဖြင့်အင်ကဘူဆိုတာကเนาะအင်ကဘူဒီအေရီတိုင်းထဲမှာရှိရင်ပင်လယ်နားမှာလည်းနီးတဲ့အတွက်ဒါဟာရှိဟောင်း ပင်လယ်ပြူတွေကနေပြီးတော့ဆင်းသက်လာတဲ့ဒေတာတစ်ခုဖြစ်တယ်။ဒါကြောင့်မို့ဒီလက်ရှိတွေ့ရှိတဲ့ဒေတာဟာပင်လယ်ပြူတွေရဲ့ရှီအောင်ရေကျုပ်မှုအမွေတွေနေပြီးတော့ဖြစ်နိုင်တယ်လို့သုံးသပ်ရတယ်။နော်ပြူလူမျိုးကမှပင်လယ်ပြူဆိုတာသိကိုရှားပါတဲ့လူမျိုးဆိုတော့ကျွန်တော်တို့တမိုင်းရေကျုပ်မှုအမွေနဲ့တည်းအထောက်အထားတွေမြောက်များစွာရှိတယ်။ဒါပေမဲ့အဲ့ဒီအထောက်အထားတွေကိုကျွန်မတို့ကမဖော်ထုတ်နိုင်တဲ့အတွက်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံဒီကဘာမှာလူသားအစမြန်မာက အားလုံးပထမဆုံးပြောခဲ့တာကလူသားအစအီဂျစ်ကဘာကြောင့်လဲအီဂျစ်နိုင်ငံ front data မှာလူသားဂျီလူတူ primate ကို တွေ့ရှိခဲ့တဲ့အတွက်လူသားအစအီဂျစ်ကလို့ပြောတယ်ဒါပေမဲ့အဲ့ဒီအီဂျစ်နိုင်ငံ front data ထဲနှစ်ပေါင်း30လောက်ရှိကြတယ်လူတူ primate ကိုကျွန်တော်လည်းရှိရောစောပုံတောင်ပုံညာအညာ data မှာတွေ့ရှိခဲ့တယ်ဒါကြောင့်ကဘာဦးလူသားအစမြန်မာကပါအဲ့လိုတမိုင်းထောက်ထားပြီးဒီလောက်တိကျခိုင်မာစွာရှိတာတောင်မှ ကျမတို့တွေကသမိုင်းဟောင်းကိုမသိတဲ့အတွက်သမိုင်းကောင်းကိုမဖန်တီးနိုင်ကြတာဖြစ်တယ်။ကျမတို့လူငယ်တွေကသမိုင်းဟောင်းကိုသိရမယ်။ဒါမှသမိုင်းကောင်းကိုဖန်တီးနိုင်မယ်။ဒီလိုသမိုင်းတွေကိုပြုပြင်နိုင်မှသာကျမတို့နိုင်ငံက standard hit တွေရင်းနိုင်လိမ့်မယ်။သမိုင်းတွေကိုစနစ်တကျမပြုစုနိုင်တဲ့အတွက်လူရဆွဲပြီးပြောကြတယ်။တို့တပြည့်ဥမာဥမာကျမတို့ပြည်မျိုးပေါ့နော်ကျမတို့ပြည်ဆိုလို့ရှိရင်လည်းဒါကမ္ဘာရေကြောင်းမှုအမွေအနှစ်အနေနဲ့ UNESCO စင်းဝင် ကျွန်တော်တို့ပြူမျိုးဟောင်းပေါ့နော်ဒီခေတ္တရမျိုးဟောင်းဖြစ်တယ်ဒီမှာကျွန်မအဓိကပြောချင်တဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကျွန်မပြည်သူတယောက်အနေနဲ့အများအားဖြင့်ဂုဏ်ယူနေရတဲ့ကိစ္စအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီပြည်မှာဒါရှိအောင်ရည်ချင်းမှုနေမျိုးကိုတူးခေါ်တဲ့အခါမှာခင်မကုန်းခင်မကုန်းဆိုတာဥခင်မရဲ့လဲမီကုန်းကွက်ကိုပြောတာနော်ခင်မကုန်းမှာရွှေပေလာတစ်ချက်ရွှေပရပိုက်တစ်ချက်လူပေါ်ရရှိတယ်။အဲ့ဒီရွှေပရပိုက်မှာဘာပါလဲဆိုလို့ရှိရင်เนาะရေတမဟေတုပပဒေတန်ဟေတုကထာကထော အောက်အေးဒီဇိုင်းနီရောတော့အေးဝံဝါဒီမဟာသမရောဆိုတဲ့ရွှေပေးလာချက်ဒီကားတော့ဒီရှင်အဲ့တစီနော်ပိစာဝေး၅ပါးမှာငယ်ဆုံးဖြစ်တဲ့ရှင်အဲ့တစီမထေမြတ်ကနေပြီးတော့မောက်ကလေးနဲ့ဥပဒိတ်တာလို့ခေါ်တဲ့အဲကောအဲကောလီတာနဲ့ဟုတ်တယ်ဥပဒိတ်တာအောက်ထားလိုက်တော့နာမည်မေးပါဘူးဟောရှေတိုင်းပုဒ်တာလောင်းလျာနဲ့ရှေမာမောက်ကလေးလောင်းလျာနော်ကောလီတာနဲ့ဥပဒေတာထင်တယ်ဒီသူတို့လောင်းလဲရနှစ်ယောက်ကိုဟောခဲ့တဲ့တရား ဒါသစ္စာလေးပါးရဲ့အနှစ်ချုပ်ဆိုလိုချင်တာကပြုခဲ့မာရဲကဗုဒ္ဓဘာသာသာသနာနေလိုလာလိုထွန်းကားခဲ့တဲ့ဆိုတဲ့တမိုင်းထောက်တာတိတ်ကိုကြီးမားတဲ့တမိုင်းထောက်တာဖြစ်တယ်။ဒါပေမဲ့ကျမတို့လူငယ်တွေကြည့်ရကြတော့ဗကန်ခေတ်မှာအနော်ထာမင်းလက်ထက်မှာအရေးကြီးတွေကိုဖယ်ရှားလို့သာသနာနေလိုလာလိုထွန်းကားခဲ့တယ်။အဲ့ဒီအသည့်တစ်ခုမှတည်းရက်တန်နေပြီးတော့ဗကန်ခေတ်မတိုင်ခင်ပြုခဲ့မာတဲ့ကဗုဒ္ဓဘာသာထွန်းကားခဲ့တယ်ဆိုတဲ့အသည့်ကိုမတွေးနိုင်မင်းကြားနိုင်တော့ ဆိုတော့ခေတ်ပညာတက်တဲ့လူငန်းကြီးတောင်မှဒီလိုမျိုးသမိုင်းရည်ကြီးမှုကိုမသိဘူးဆိုရင်စာမတက်ပင်မတက်နဲ့တက်ရောက်ကလုံနေတဲ့အမှုတော်မှာလူကြောလုံနေတဲ့เนาะနီးပေါ်နေမိတ်တွေကပို့ဆိုးတယ်ဆိုတော့ကျမတို့ကအခုလိုမျိုးဒီအင်းဝါကရေနံတော့တူးဖော်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှေးအောင်ရေချင်းမွေမွေနှစ်တွေကိုတူးဖော်ပြီးသူ့တေသနာပြုလုပ်ခြင်းကိုအားပေးပါတယ်။ကျမတို့လူငယ်တွေကတမိုင်းကိုအားပေးအားမြောက်လုပ်ပြီးတမိုင်းဟောင်းတွေကိုတူးဆွမှတ်တာလဲတမိုင်းကောင်းတွေကိုဖန်တီးနိုင်လိမ့်မယ်လို့ကျမတိုက်တွန်းချင်တယ်။ စစ်ကောင်စီနဲ့လက်အောက်ခံအုပ်ချုပ်ရေးရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေလာရှုကိုပြန်လည်ဝင်ရောက်လာချိန်မြို့တွင်းမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ CDN ဝန်ထမ်းတွေလုံခြုံရေးအခြေအနေကြောင့်နေရာရွှေ့ပြောင်းရမှုတွေရှိနေပြီးအခက်အခဲတွေလည်းကြုံနေရတယ်လို့သိရပါတယ်။တရုတ်အစိုးရရဲ့အကြိမ်ကြိမ်ဖိအားပေးမှုကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကို စစ်ကောင်စီထံကိုကန့်တက်မတော် ANDAA ကပြန်လွှဲပေးခဲ့ရပြီးစစ်ကောင်စီတက်နဲ့လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေခုဧပြီလအတွင်းမှာလာရှုမြို့အတွင်းစတင်ဝင်ရောက်လာနေကြတာလည်းဖြစ်ပါတယ် လာရှိုးနိုင်ကျိုးတွေအားလုံးလာရှိုးမြို့တဲကနေစစ်တပ်အုပ်ချုပ်ရေးနဲ့ဆိုင်ရဖပိုင်းအချို့ပြန်ဝင်လာတာရှိလို့နေထိုင်ဖို့မလုံခြုံတဲ့အတွက်လုံခြုံတဲ့နေရာကိုကိုစီစုနဲ့ကိုစီရွှေ့ကြတယ်တော်တော်များများကတော့လက်တလောအလုတ်ကင်တွေပုံမှန်လိုပြန်မဖြစ်သေးတော့ကြက်တဲနေကြတာရဲ့မိသားစုဝေးနေဝေးကသူတွေမှလည်းမိမိနေရက်ကိုမပြောင်းနိုင်သေးတဲ့အတွက်အခက်ခဲကြတာကနေအဆင်ပြေတယ်လို့ရွှေ့ပြောင်းကြရတယ်လို့ လာရှုံမြို့မှာနေထိုင်တဲ့နိုင်ငံရေးကျင်းသူတဦးကပြောပါတယ်စစ်ကောင်စီတပ်စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့စာရဖောက်နဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာနန်းစီဒီအန်ဝန်ထမ်းတွေအခုဧပြီလ3ပိုင်းကတည်းကလာရှုံမြို့ထဲဝင်ရောက်လာနေကြတာဖြစ်ပြီးလာမယ့်ဧပြီ22ရက်နေ့မှာစစ်ကောင်စီတပ်ဖက်ကရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေတရားဝင်ဝင်ရောက်လာဖို့ရှိနေတယ်လို့လည်းသိရပါတယ်စစ်ကောင်စီအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခ ကိုကိုကန့်တက်မတော့ NDAA က2024ဇူလိုင်25ရက်မှာအပိသက်သိမ်းယူနိုင်ခဲ့ပြီးနောက်လာရှိုးမြို့ဒေတာခန့်ပြည်သူတွေနဲ့အတူ CDN ဝန်ထမ်းတွေလာရောက်နေထိုင်နေကြတာလည်းဖြစ်ပါတယ်။